လာရှုံမျိုးကနေ NNDAA တပ်ဖွဲ့အလုံးနီးပါးစုခွာနေစစ်ကောင်စီတပ်လာရှုံမျိုးရဲ့ဝင်နေ April 18စစ်ကောင်စီရုံးပြန်ထိုင်မယ်လာရှုံမျိုးကနေ NNDAA တပ်ဖွဲ့အလုံးနီးပါးပြီးစုခွာနေပြီဖြစ်ကြောင်း NNDAA တပ်ဖွဲ့တွေနဲ့နီးစပ်သူတွေနဲ့ဒေသခံတွေစီကသိရပါတယ်တကြံအပြီးမနှက်ဖြန် April 18ရက်နေ့ကစအစိုးရရုံးတချို့ပြန်ထိုင်တော့မယ်လို့သိရတယ်ဒီနေ့အပြီးရွှေ့ရတယ်လို့ NDAA တပ်ဖွဲ့တွေနဲ့နှိစက်သူတယောက်ကပြောပါတယ်။လာရှုမျိုးတဲ့တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့စာဖားတွေပါဝင်ရောက်လာပြီလို့သိရှိရကြောင်းသူကပြောပါတယ်။ NDAA ဘက်ကရဲတပ်ဖွဲ့ဝင်တွေတော့ရှိနေသေးတာတွေ့ရပြီး NDAA တပ်သားအနေငယ်သွာလာလှုပ်ရှားနေတာတွေ့ရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။မြို့ထဲမှာလမ်းတချို့ပိတ်ထားတာတွေ့ရတယ်။ NDAA ရဲတွေတော့အများပြားတွေ့ရတယ်လို့သူကပြောပါတယ်။ စစ်ကောင်စီနဲ့နီးစပ်သူတယောက်ကမနှက်ဖြန်ကစားရှင်းလင်းရေးအရင်ဝင်ရမှာလို့ပြောပါတယ်စစ်ကောင်စီဆိုကကျမ်းမာရေးဌာနကဆေးရုံအုပ်လဲရောက်ရှိလာပြီလို့ကြားသိရကြောင်းဒေတာခန်တယောက်ကပြောပြပါတယ် NNDAA ဘက်ကဖန်စီထိမ့်သိမ်းထားတဲ့အကျဉ်းသားတချို့ကတော့လောက်ကင်ဘက်ရွှေပြောင်းတဲ့ဆောင်သွားတာတွေ့တယ်လို့ တချို့ကတော့မုံကိုဘတ်ရွှေပြောင်းတဲဆောင်သွားတာတွေ့ရကအရေးအတွက်တော့မသိရဘူးလို့ဒေတာခန့်တွေကပြောပါတယ်ထွက်ပေါ်နေတဲ့တရင်အရာစစ်ကောင်စီတပ်ဖွဲ့နဲ့ ANDAA တပ်ဖွဲ့ဆွေးနွေးမှုမှာ ANDAA တပ်ဖွဲ့ဘက်ကလာရှုမျိုးပေါ်ရက်ကွက်ဆဲနှစ်ခုကိုစစ်ကောင်စီဆိုရကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး ANDAA တပ်ဖွဲ့ကလာရှုမျိုးပေါ်ကနေလာမဲ့ဇူလိုင်လနောက်ဆုံးထားစုခွာပေးရမယ်လို့တည်ထားပေမဲ့အခုရက်ပိုင်းတွင် NNDAA တပ်ဖွဲ့ကလာရှုမြို့ပေါ်ကနေအများစုဆုတ်ခွာသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်